ဟယ်လို Manchester United ပရိသတ်များအားလုံးပဲမင်္ဂလာပါဆိုတော့ဒီတပတ်ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Manchester United ရဲ့ကြီးကြပ်ခမ်းနားတဲ့အောင်မြင်မှုအတိတ်သမိုင်းချွေးရောင်ဤရက်တွေအတိတ်သမိုင်းအကြောင်းတွေကိုခဏမေ့ပြီးတော့လက်ရှိကျွန်တော်တို့အသင်းမှာတောင်ဝင်ယူဖြစ်ရှင်းနေတဲ့နီပြအမ်မိုရင်ရဲ့ဒါ343ကစားကွက်နော်341ကစားကွက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်လို့ဒါသူ့ကစားကွက်ကို ပုံဖော်နိုင်ခဲ့ရင်အပြည့်အဝသူလူချင်းတဲ့ကစားသမားတွေနဲ့ဒီကစားကွက်အန်ဝန်ကင်ညာဖြစ်လာခဲ့ရင်ဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အနာဂတ်နည်းနည်းလေးပြည့်ကြည့်ကြမယ်ဆိုတော့ကျွန်တော်တို့နီးပြအန်မိုရင်အခုလက်ရှိတုံးနေတဲ့343 3217ဆိုတဲ့ကစားကွက်ကိုကျွန်တော်တို့ဒါနီးပြအန်မိုရင်တုံးနေတဲ့ဒီကစားကွက်ကိုတုံးတဲ့နီးပြတွေကတော့တော်တော်များဒါတော်တော်များများလေးပေါ်ပေါက်လာပြီအခုနောက်ပိုင်းကျွန်တော်တို့ ဒီ Premier League ထဲမှာဆိုလို့ရှိရင်အကောင်လုံးသိပြီးသားဖြစ်တဲ့ Christie Pele အတင်ရလဲဒါ3 4 3စားခွက်ပဲ3 4 3 3နှစ်တည်းကစားခွက်ပဲဒီကစားခွက်ပဲ Christie Pele ရလဲဒီကစားခွက်ပဲ3လဲ Christie Pele ဆိုလို့ရှိရင်ဒါအတင်မှာရှိတဲ့အရေးပါတဲ့ကစားသမားတချို့တဝက်ကိုရောင်းပစ်ခဲ့တဲ့တိုင်အောင်အခုဒီနေ့သူအခုဒီရာသီပွဲစစားရှင်းမှာကျွန်တော်တို့ Liverpool တင်းနဲ့ကန်ရတဲ့ဒါ community တိုင်းကိုလဲ Christie Pele ကယူသွားတယ်နော် ပြီးခဲ့တဲ့နှစ်ကလည်းသူတို့အဲ့ဒီဖလာကိုမရှိတီးရှိရလုပြီးတော့ယူသွားတယ်။သုံးလေးသုံးကစားခွဲရဲ့သူ့ရဲ့အာဝန်ခွင့်ကြဖြစ်လာတဲ့နီးပြဒါခရစ်စတီပီလီရဲ့နီးပြရဲ့နာသူတိဆောက်ထားတဲ့သုံးလေးသုံးကစားခွဲရဲ့ကောင်းတဲ့အချက်လေးတွေပေါ့ဗျာ။ဆိုတော့တကယ်လို့များကျွန်တော်တို့ Manchester United ရဲ့နီးပြအံမိုရဲအနေနဲ့လည်းဒီသုံးလေးသုံးကစားခွဲကိုသူ့ရဲ့ဒါအတိုင်းဆုံးကစားသမားတွေရရှိပြီးတော့သူ့ရဲ့ကစားခွဲ ကောင်းထည်ပေါ်လာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Manchester United ရဲ့အသင်းကိုတော့ဘယ်အသင်းမှ လိုက်ပြီးတော့မိမှာလည်းမဟုတ်တော့ဘူး။အဲ့တော့နော်အဲ့ချဲလေးတွေအရှင်ကျွန်တော်စဉ်းစားမိသလောက်လေးပါခေါ့နော်။ကျွန်တော်စဉ်းစားမိသလောက်အဲ့ချဲလေးတွေရှိတယ်။ဆိုတော့ဒီ၃လေး၃ကစားကွက်ကိုအန်ဝင်ဝင်ကြဆော့နိုင်တဲ့ကစားသမားတွေကတော့တော်တော်လေးရှားတယ်။တော်တော်လေးရှားတယ်။ဒါကျွန်တော်လက်ရှိဘောလုံးကွင်းတွေကြည့်နေနေတာတို့ပြန်တာ။ မြင်နေတာကိုလည်းမြင်နေမြင်တွေ့နေကြတာပြောပြတာပါကျွန်တော်တို့သုံးလေးသုံးကစားကွက်ကိုကြီးတဲ့အချိန်မှာကျွန်တော်တို့ဒီကစားသမားတွေရဲ့လိုက်ပြီးတော့ဆောနိုင်မှုကစားသမားတွေရဲ့ဒါဒါမတူညီတဲ့ဤပုံစံတစ်ခုမှာသူတို့ရဲ့လိုက်ပြီးတော့ဆောနိုင်မှုတွေသူတို့ရဲ့စကီးတွေကလွယ်တော့မလွယ်ဘူးသုံးလေးသုံးကစားကွက်မှာအံဝင်ကြဖြစ်လို့ဘို့ဆိုတာဂိုသမားဆိုလို့ရှိရင်နံပါတ်1ဂိုသမားကစပြောရမယ်ဆိုလို့ရှိရင်ဂိုသမားကဒီဘောပလေးလောက်ရတယ် အသင်းသားတွေနဲ့အတူနော်ဒါအင်္ဂလိပ်လိုတွေပြောမနေတော့ဘူးအသင်းသားတွေနဲ့အတူဘူးသူချိတ်ဆက်ပြီးတော့နောက်တိုင်းမှာ၃ရောက်တဲ့ရှိတဲ့အတွက်ကြောင်းနောက်တိုင်းမှာ၃ရောက်တဲ့ရှိတဲ့အတွက်ကြောင်းသူကနောက်တိုင်းနဲ့ချိတ်ဆက်ပြီးတော့ဘောပလစ်လောက်ရတယ်ဒါကိုသမားရဲ့အခန့်ကဏ္ဍဘောလုံးကတော့အဝေးဘောစပိုက်တွေလည်းကာကွယ်ပေးရသလိုအမြင့်ဘောတွေလည်းပုတ်ထုတ်ကာကွယ်ပေးရသလိုနော်အဲဒါအကောင်လုံးဂိုဖိုင်ရတဲ့တာဝန်အပြင်ဒီဘိုးသမားရဲ့တာဝန်ကဘောပလီလိုက်လုပ်ပေးရတယ်။ဘာဖြစ်ဆိုတော့နောက်တိုင်းမှာ तू က ဒီသရီဘက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့သရီဘက်နေရာမှာသူကလိုက်ပြီးတော့ဒီသရီဘက်ကစားသမားတွေနဲ့လိုက်ပြီးတော့ဆောနိုင်ဖို့အရင်ရှိဖို့လိုတယ်ကိုဖမ်းနိုင်တဲ့စွမ်းရည်တစ်ခုလုံးနဲ့မရဘူးဒီတုံလေးဆုံးကစားခွက်ကခက်တယ်နော်အဲ့တော့နောက်ထပ်နောက်တန်း၃ရောက်သရီဘက်သူများတက်ကအတင်းနေမှာနော်နောက်တန်းကဖင်ပိတ်ကစားတဲ့အတင်းနေမှာဆိုရင်၅ရောက်တယ်ပါလေ၅ရောက်တော့၄ရောက်တော့အဲ့လိုမျိုးထားတာတော့ကျွန်တော်တို့မြင်ဘူးတယ်ပေါ့အဲ့တော့အခုက နောက်တန်းမှာ၃ယောက်တည်းဖြင်းနေတဲ့အတွက်ကြောင့်မလို့ဒီနောက်တန်း၃ယောက်သတိဘက်ကစားနေတဲ့ကစားသမားတွေကသူ့ဘောလုံးကိုနောက်တန်းနဲ့အပေးယူလို့ရတယ်လို့ရှေ့ကိုလည်းအမျိုးအမင်းဘောတော့သူ့ရဲ့ cross ball တွေထောင်တတ်ဖို့လိုတယ် cross ball မှာထောင်တတ်တဲ့ကောင်ကိုကျွန်တော်တို့သတိဘက်နေရာမှာသွားပေးလို့မရဘူးအဲဒါဆိုတော့ပြောချင်တာအဲ့ဒီသတိဘက်နေရာမှာနေတဲ့ကစားသမားလေပါနယ်မှု cross ball ထောင်တတ်မှုသူ့ရဲ့မှန်ကန်တိကျမှုเนาะသူ့ရဲ့ဆုံးဖက်ချက်ကလည်း အရေးကြီးတယ်ဒီသတိဘက်တနေရာမှာကစားနေတယ်ကစားသမားတွေရဲ့ဆုံးဖြတ်ချက်တွေသူတို့ရဲ့လုပ်ရကြရင်သူတို့ရဲ့တာငယ်ငယ်သူတရားလေလိုအပ်သေးတယ်ကျွန်တော်တို့အကုန်လုံးသိပါတယ်မန်ချက်စတာဒါဘီပီဂရက်နဲ့တုန်းကနော်အာမက်ကိုပေးလိုက်တဲ့လစ်စန်တို့မှာဒီနေ့ရဲ့ cross ball ထောင်မှုဆိုလို့ရှိရင်အဲ့လိုမျိုးပါနေမှုတွေပေါ့ဗျာအဲ့လိုမျိုးပါနေမှုတွေလည်းလိုအပ်တယ်ကျွန်တော်တို့ဒီသတိဘက်နေရာမှာကစားနိုင်ဖို့အတွက်ဘယ်လိုရှိရင်အပြေးရလည်းတန်ဖို့လိုတယ် နော်ဟောဟဲဟောဟဲနဲ့သူများတကာနဲ့ရှင်ပြီးကြံခဲ့လို့လည်းမရဘူးနောက်တစ်ချက်ကပြလို့ရှိရင်အသင်းကအသင်းကိုသူကဒါ cross ball မထောင်နိုင်ဘူးဆိုလို့ရှိရင်ဒါ three back ကနေပြီးတော့မှဆွေးပြီးတော့ကွင်းလေစုံအထိပေါ့ကွင်းလေစုံအထိဘောလုံးဆွေးပြီးတော့ဘောလုံးဖြန့်ပေးနိုင်တဲ့ရည်ချင်းကြီးလည်းရှိဖို့လိုတယ်ဒါ three back ရဲ့တောင်းဝန်ကြီးတယ်မလွယ်ဘူးเนาะအဲ့ဒီနေရာမှာကစားနိုင်ဖို့လေဟိုစဉ်းစားစဉ်းစားကြည့်လိုက်ရင်မလွယ်ဘူး cross ball ထောင်တဲ့ပန်းနေမှုတွေเนาะ ပြီးလို့ရှိရင်ဘောလုံးတစ်ဖက်အသင်းကိုရရင်ရတယ်လို့ဒါဘောလုံးဆွဲပြီးတော့အကွင့်လေတီးဆွဲပြီးတော့ဆက်ဖွဲ့ပေးမှုတွေပြီးအကွင့်လေရတာပြန်ဆင်းပြန်ဆင်းအဆင်းတက်လိုရတဲ့အပိုင်းတွေအဲ့ဒါလေးတွေဒါသတိဘရဲ့တောင်းပါပေါ့နော်သတိဘရဲ့တောင်းဝင်မလွယ်ဘူးကြီးပါတယ်သတိဘရဲ့တောင်းဝင်သတိဘရဲ့အလုပ်ကလည်းမလွယ်ဘူးနော်အဲ့တော့နောက်ထပ်၄ရက်၄ရက်ထဲမှာကွင်းလေကွင်းလေကစားသားမ၂ရက်နဲ့တန်တဲ့၂ရက်ကကျွန်တော်တို့ဝင်းလဲဖြစ်တယ်ဘယ်လဲဖြစ်တယ် ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ဘက်ထရီဒေါ်ဂူနဲ့အာမက်ဒီယာလိုပဲပြောကြရအောင်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်မှာလက်ရှိကန်နေတယ်ဘက်ထရီဒေါ်ဂူနဲ့အာမက်ဒီယာတို့လူရဲ့အလုတ်ကဘယ်လဲဖြစ်တယ်ဝင်းလဲဖြစ်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်သူကလိုအပ်တဲ့ချိန်မှာအသင်းအသင်းကိုကျွန်တော်တို့အသင်းကလိုအပ်တဲ့ချိန်မှာဒီဘက်ကိုလာပြီးကစားရတယ်လို့ကျွန်တော်တို့ cross ball ထောင်ရင်အသင်းသင်းရှိနေဖို့လဲဟိုဘက်ဒါဝင်းဝင်းနေရာမှာလည်းရှိနေရမယ်အဲ့လို မွေးမတွေ့ဘူးနော်အခုကစားခွက်တွေဒီကစားခွက်ကြီးလမ်းပြန်နေတာပဲနော်ဒီကစားခွက်ကိုလိုက်ဆိုးနိုင်ဖို့တော်တော်လေးကိုတော်တော်လေးကိုမတွေ့တာဗျဒီကစားခွက်ကအဲ့တော့အခုပက်ထရစ်ဒေါ်ဂူတို့ကဆော့နေတယ်အခုအာမက်ဒီယာတို့လူလေးအဲ့လိုပဲဆော့နေကြတာလေသူတို့ဟာလာနောက်တိုင်းမှလိုရင်နောက်ကိုစင်ပြေးလာရတယ်ပြီးလို့ရှိရင်ဒါကိုယ့်ရဲ့ကစားကိုယ်ကစားခွက်ကိုပုံဖော်ပြီးအမြန်ဆုံးပုံဖော်ပြီးဆိုလည်းသူတို့ရှေ့ကိုတခါတည်းဆွေပြေးတက်ပြီးတော့အာဆိုကြည့်ပဲပြေးပြေးတက်ပြီးတော့ဟိုးအခါတည်းဘောလုံး close ball ကိုစောင့်ရတယ် စားကွက်ခင်းရတာတွေကမလွယ်ဘူးเนาะအဲ့တော့အဲ့ဒါဒါဘတ်ဒါဘေးဘေးပေါ့เนาะဘေးဝင်းဘေးဝင်းညာဝင်းဝင်းလေးဖြစ်တဲ့ဘတ်လေးဖြစ်တဲ့သူတို့နှစ်ယောက်ရဲ့ဒါအလုပ်ပေါ့เนาะသူတို့နှစ်ယောက်ရဲ့လုပ်တောင်ကြီးမားတယ်เนาะသူတို့နှစ်ယောက်ရဲ့လုပ်ကလွယ်ကုန်မလွယ်တာသူတို့နှစ်ယောက်ရဲ့အလုပ်ပါလဲเนาะအသက်ရဲ့အသက်ရွယ်ဝေရမှုเนาะပြလို့ရှိရင်တက်လုံရှိရမယ်အဲ့လိုရှိရမယ်အပြေးပြေးနိုင်အားတွေရှိရမယ်တက်လုံလည်းရှိရမယ်ပြီးလို့ရှိရင်ညံလည်းကောင်းရမယ်နေရာလည်းကျူတက်ရမယ်အများကြီးအပိုင်းတွေ တို့နှစ်ယောက်ရဲ့အလုပ်ကိုကမလွယ်ဘူး။ဒါပရိသတ်တယောက်နေတော့ကြည့်မိမှကြည့်ကြည့်ရတာ။အဲ့တော့မလွယ်ဘူး။ဆိုတော့နောက်ထပ်ကွင်းလေကွင်းလေနှစ်ယောက်ရဲ့နေရာကွင်းလေနှစ်ယောက်ရဲ့နေရာပေါ့နော်။အခုကတော့နေပညာရှင်ကတော့မြို့ပေါ်နံပါတ်10နံပါတ်8လို့ဘာဖြစ်နေလဲတော့ကျွန်တော်အင်္ဂလိပ်လိုမပြောတော့ဘူး။နော်။ကွင်းလေနှစ်ယောက်ရဲ့နေရာကွင်းလေနှစ်ယောက်ရဲ့နေရာကကွင်းလေကကွင်းလေနှစ်ယောက်ကဗျာမြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်တခါတလေသူတို့နှစ်ယောက်ကဒီလို၈တယောက်နောက်တယောက်ဖြစ်သွားပြီးတော့ တခါတလေမှကျွန်တော်တို့ဘေးနှစ်ယောက်ဖြစ်သွားတယ်။အဲ့တော့ဒီဝိမ့်ဘက်အာမက်တိုနဲ့ရှိဆက်မယ်ဆိုလို့ရှိရင်ဘေးထွက်ပြီးတော့ဘေးနှစ်ယောက်ဖြစ်သွားတယ်လို့တခါတလေကျရင်ဒီလိုမျိုးတိုက်ရှိကိုပန်ပိုးပေးတဲ့နေရာမှာကျတော့ဒါဒီလိုမျိုးဖြစ်သွားတယ်။သူကကွင်းလင်းနေရာရဲ့လောက်ကဒီလိုသွားနေတာနော်။မျက်လုံးထွေးမှမြင်အောင်ကျွန်တော်လည်းပြောပြတာလောက်ပြောပြနိုင်တယ်လောက်တော့ပြောပြတတ်တာပဲ။ကွင်းလင်းနေရာကအလုတ်ကဒီလိုသွားနေတာ။ကွင်းလင်းနေရာရဲ့လောက်ကကွင်းလင်းနေရာရဲ့လောက်ကဒီလိုသွားနေတာဗျာ။ဒီလိုသွားနေတာ။ကွင်းလင်းနေရာရဲ့လောက်ကဒီလိုသွားနေတာ။ဒီလို ဒီလိုလိုအပ်တဲ့ဒါဝင်ဘက်တင်နဲ့ချိန်ဆက်တဲ့ရှင်လို့ဆိုရင်ဒီလိုသွားတယ်လို့တကယ်လို့တိုက်စစ်ဆင်ဖို့နားမဝင်လက်ခံစစ်နဲ့ဆော်ဖို့ဆိုရင်ဒီလိုဖြစ်သွားပြီနော်ဒီလိုဒီလိုပြေးနေတာအဲ့ကွင်းလေးနှစ်ယောက်ရဲ့လောကလည်းမလွယ်ဘူးပြီးလို့ရှိရင်တိုက်စစ်ကိုလိုက်တယ်ဆိုတော့တိုက်စစ်ကိုလိုက်တဲ့ကစားသမားကတောက်လျှောက်လိုက်ပေးရတာနော်ကိုယ်သူ့ကိုပေးပြီးခိုလူကြီးကပြန်ယူပြန်ပြီးပြန်ပေးဟိုလူအနောက်တစ်ခါခိုလူကြီးကပြန်ယူပြန်တာဘူးဘရိုနိုဖန်နက်တက်ဆော့နေတာအဲ့လိုမျိုးเนาะတော်တော်လေးကိုမတွေ့တာအဲ့ကွင်းတွေကလည်း မတွေ့တဲ့နေရာတွေကြီးပဲဆိုတော့နောက်ထပ်ကျွန်တော်တို့ဒါတိုက်စစ်ဆုံးမှာရှိနေတဲ့ကစားသမား3ယောက်ကိုပဲကြည့်လိုက်ကစားသမား3 4 1ဆိုလို့ရှိရင်1 1အဲ့လိုရှိမယ်နော်ရှေ့မှာတယောက်နောက်မှာနှစ်ယောက်3 3ဆိုလို့ရှိရင်ကစားသမား3ယောက်ကဒီလိုမျိုးရှိနေမယ်ရှေ့မှာ3ယောက်အဲ့လိုမျိုးရှိနေမယ်အဲ့တော့အဲ့ဒီ3ယောက်နေရာမှာနေတဲ့ကောင်ကလည်းရှောင်းဝင်းမထင်နဲ့သူကကွင်းနဲ့ထိပ်လာပြီးတော့ဘောလုံးဘုန်းတော်ဖန်တဲ့ဖြစ်ဖြစ်ဖြစ်ဒါ မိုင်းတို့ပဲဖြစ်ဖြစ်တရားရုံးနဲ့လာပြီးဘောလုံးဘောလုံးဆင်းယူရတယ်ချိန်ဆက်ပေးရတယ်ပြီးလို့ဘေးကိုလည်းထွက်ပြီးတော့အာမေတုန်နဲ့အတူတူလိုက်ပြီးတော့အာမေတုန်နဲ့ဘောလုံးချိန်ဆက်လေးလုတ်ပေးရတယ်ဒီညာတော်ပိုင်းလည်းအဲ့တိုင်းပဲဘေးတော်ပိုင်းလည်းအတိုင်းတယ်ပဲသူတို့ကလောက်ကပြီးလို့ရှိရင်ဘောလုံးကိုရှောင်းရင်ရှောင်းသလိုဆွေးပြေးပြီးတော့ဘောလုံးကိုကန်နာကိုကိုသွင်းသွင်းလည်းသွင်းသွင်းသွင်းဘောလုံးပြီးလို့ရှိရင်ရှေ့မှာတကောင်ရှိနေတဲ့ဟာကိုလည်းသူပေးရတယ်ပေးသွင်းရင်ပေးဒါမှမဟုတ်ကိုကိုတိုင်းကန်ကန်သွင်းရင်ကန်ပေါ့အရှိရ300ရောက်ရဲ့အလို့ကလည်း နော်ဘယ်တယောက်ညာတယောက်ရှိတယ်သူကအာမက်တုနဲ့ပြန်ရှေ့ဆက်ရတယ်သူတို့ကအာမက်တုနဲ့ဘောလုံးဆင်းယူပါတယ်အာမက်တုနဲ့ဘောလုံးဆင်းယူပြီးတော့ရှေ့ဆက်တွေလောရတယ်ဘလို့ရှင်ဆပ်ဖိုင်ကဆပ်ဖိုင်ကနေရာမှာလုံလုံလောက်လောက်နော်စပီးတွေရှာပေးရတယ်ဘလို့ရှင်သူက close board တွေအမြဲတမ်းစောင့်နေရတယ်အမြဲတမ်းနော်မျက်စိမြင်နားမြင်တာမျက်စိမြင်နားမြင်မျက်စိဖွင့်နားဆွင့်ပြီးတော့ပေါ့ဗျာမျက်စိကိုဖွင့်နားကိုဆွင့်အာယုံလေးတွေစိုက်ပြီးတော့ဥမာအဲ့မှာ central zone မှာသူအကောင်းဆုံးဖြစ်အောင်လား close board တွေကိုစောင့်ရတယ် နော်ဒါမှမဟုတ်လေအောက်အောက်ကလာတဲ့လိမ့်ဖောတွေနဲ့စပီးတွေနဲ့နေရာတွတ်တိရှာပြီးတော့သူကိုကိုကန်သွင်းလို့တောင်းဝင်ယူအပိုင်းကိုတောင်းဝင်ယူရတယ်သူလည်းတတ်တာလည်းမထင်နဲ့သူလည်းတခါလေးကြိုက်အဲကွင်းလေးတွေနဲ့ရှိဆက်ဖို့နော်ဘင်းနဲ့ဖက်နဲ့ရှိဆက်ဖို့သူ့မှာအကုန်လုံးကိုလိုက်ကြည့်နေရသူကဒီလိုမျိုးနေပြီးတော့ဒီဘက်လည်းကြည့်ရတယ်ဒီဘက်လည်းကြည့်ရတယ်ဒီနောက်လည်းလည်းကြည့်ရတယ်အဲအဲ့ရှေ့မှာရှိတယ်တယောက်တည်းတိုက်ရှိကပြီလို့ရှိရင်လွတ်ရလွတ်တယ်လို့သူကဆွေးပြရသေးတယ်ရှေ့မှာဘောလုံးလာလို့ရှိရင် cross ball ထောင်လို့ရှိရင်ခေါင်းတိုင်းနိုင်တဲ့အရေးရှိ ဘောလုံးထိုင်နိုင်တဲ့ရေချင်းအများကြီးလိုအပ်တယ်အဲတိုင်းစီမန်ချက်စတာယူနိုက်တက်မှာလက်ရှိတိုင်းစီလုံနေတဲ့ဒါဗက်တမင်ချက်စကိုတို့ရဲ့တာဝန်ပဲအဲ့တော့ခမရတို့အခုကန်နေတဲ့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်နီဗျာအမ်မိုရင်ရဲ့လက်နီဗျာအမ်မိုရင်ရဲ့ကစားကွက်3 4 3ဆိုတဲ့ကစားကွက်မှာအန်ဝန်ဂွန်ညကစားသမားတစ်ယောက်အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာဖို့လွယ်လားခက်လားဆိုတာတော့ဒါကျွန်တော်အမြင်လေးကိုဆွေးနွေးတောင်းတပြတာပါလို့ကျွန်တော်တို့ မဆက်တမ်းတဲ့ပြည်သက်များကိုစနစ်ပြကြမှာရှင်းတာကြပါစေ။